ฮาเลลูยาฮาเลลูยาฮาเลลูยาခွန်ခါကောင်းကိုပြင်ဆင်ပေးတဲ့ထိုဘုရားရှင်ရဲ့နာမတော်ပုံကြည်ပါစေ။ဘုရားရှင်ဟာကောင်းမြတ်တော်မူ၍ဂယုနာတော်အစဉ်အမြဲတည်တဲ့အတွက်ကြောင့်အတူတကွနှုတ်ကပတ်တော်ခံယူရသောအခွင့်ကို ပြင်ဆင်ပေးတဲ့ထိုဖရာရှင်ဘုံနာမထင်ရှားပါစေဒီကနေ့အတူတကွနှလုံးသွင်းရမယ့်နှုတ်ကပတ်တော်ကတော့အသက်ပညာနဲ့အသိပညာ knowledge and wisdom ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီကနေ့အတူတကွနှလုံးသွင်းကြရမှာဖြစ်ပါတယ်သုတ်တန်ကျမ်းအခန်းကြီး9အငယ်30 သာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောသည်ပညာဤမူလအမြစ်ဖြစ်၏။တန်ရှင်းတော်မူသောဘုရားကိုတည်ကျွန်းသောသဘောသည်ဉာဏ်ဖြစ်၏။ဘုရားတခင်ကိုကြောက်ရွံ့ခြင်းသဘောဟာပညာရဲ့မူလအစဖြစ်တယ်။ဘုရားတခင်ကိုတည်ကျွန်းခြင်းသဘောဟာဉာဏ်ဖြစ်တယ်။ ဒီကနေ့ခွန်အားပေးခြင်းတဲ့အရာကတော့အသက်ပညာနဲ့အသိပညာဆိုတာဘာလဲဆိုတဲ့အရာလေးတွေဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်ထဲမှာအဓိကတွေ့ရတဲ့အရာကတော့ဘုရားတခင်ကိုကြောက်ရွံ့ခြင်းသဘောရဲ့အစဟာပညာဤမူလအရင်အမြစ်ဖြစ်တယ်တဲ့ဘုရားတခင်ရဲ့တန်ရှင်းသောဘုရားကို တိကျွမ်းခြင်းတိတတ်ခြင်းသဘောဟာဉာဏ်ဖြစ်တယ် knowledge အတိပညာအတိပညာဆိုတာဘာလဲအတိပညာဆိုတာကတော့နှုတ်ကပတ်တော်နဲ့ဖန်ဆင်းခြင်းအချက်အလက်များကို နှုတ်ကပတ်တော်ကိုသေချာစွာ သိရှိပြီးမှအဲ့ဒီနှုတ်ကပတ်တော်ရဲ့မှာဒီကဘာလောကကြီးကိုဖန်ဆင်းတဲ့ကောင်းကင်တွေကိုဖန်ဆင်းထားတဲ့အချက်အလက်တွေကိုသင်ယူနားလည်သဘောပေါက်ခြင်းဖြစ်တယ်အဲ့ဒါက knowledge အသိပညာအသက်ပညာလို့ခေါ်တယ်တနည်းအားဖြင့်နှုတ်ကပတ်တော်ရဲ့မှာ ရှိတဲ့ဖျားတခေရဖန်ဆင်းခြင်းအရာတွေအလုံး ဖရာသခင်ပြုလုပ်ပေးတဲ့အရာတွေကိုအာလုံးသင်ကြားခြင်းတတ်သိခြင်းတနည်းအားဖြင့်သင်ကြားခြင်းကြောင်းကြောင်းတွင်သင်ခန်းစာများကိုမှတ်ယူမှတ်ယူလေ့လာလေ့ကျင့်သင်ကြားခြင်းတွေကိုအသိပညာလို့ခေါ်ပါတယ်အသက်ပညာလို့ခေါ်ပါတယ်နောက်ကပတ်တော်ထဲမှာ ဘုရားတခင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏ဘုရားတခင်ကဘာတွေကိုဖန်ဆင်းထားတယ်လဲဆိုတာကိုသိထားတဲ့အရာတွေရင်းမှတ်ထားတဲ့အရာတွေဘာတွေဘုရားခင်က လုပ်တယ်လဲဆိုတဲ့အရာတွေကဘာမြေကြီးဒီလုံဝန်းဤကဘာမြေကြီးဒီလုံဤဆိုတဲ့အရာကိုသိထားတဲ့အရာသိထားတဲ့အရာတွေဖြစ်ပါတယ်အဲ့ဒါကိုအသိပညာလို့ခေါ်ပါတယ် အသက်ပညာဉာဏ်ပညာဆိုတာကပါလေ wisdom ဉာဏ်ပညာဆိုတာခုနတိတတ်ထားတဲ့အရာတွေသင်ထားတဲ့အရာတွေအားလုံးအသိပညာအားလုံးသိမြင်ထားတဲ့အရာအားလုံးဖြောင်းမှတ်မှန်ကန်စွာ ပိုင်းခြားသိမြင်ပြီးလက်တွေ့အသုံးချနိုင်သော စွန့်ရည်ရှိတဲ့သူတွေကိုဉာဏ်ပညာရှိတယ်လို့ခေါ်ပါတယ်။ဟာလေလုယာ ဥပမာအဖြစ်ကျွန်တော်တို့ဟာကားမောင်းနေထားပါတော့ကားမောင်းတဲ့အချိန်မှာမီး point မှာမီးနီမိတယ်မီးနီမီးလို့ရှိရရမယ်ဆိုတာကတိထားတာဖြစ်တယ်အဲ့ဒီလိုမီး point မှာကားမောင်းပြီးမှမီးနီပြလိုက်ပြီဆိုတော့ကျွန်တော်တို့ကချက်ချင်းတိတာဖြစ်တယ်မီးနီပြပြီရရမယ်ဆိုပြီးမှတိတဲ့အချိန်မှာ ကျွန်တော်တို့ဘာဆက်လုပ်တယ်လဲဆိုရင်တော့တီးတာတစ်ခုလေးမဟုတ်ပဲနဲ့ကျွန်တော်တို့ကိုချက်ချင်းအဲ့ဒီတီးရှိချင်းကိုမီနီပြလို့ရှင်တော့မသွားရတော့ဘူးဆိုတဲ့အရာကိုဘယ်ဟာကညာပညာပေးထားဟိုပညာညာပညာကိုပေးထားတယ်လဲဆိုတော့ကျွန်တော်တို့ခြေထောက်မှာရှိတဲ့ break ကိုနင်းချင်းချက်ချင်းနင်းချင်းလိုက်အပြင်အော်မီနီကို မီနီပြတဲ့ချိန်မှာအဲ့ဒီ break ကိုရက်လိုက်ခြင်းအဖြစ်ကျွန်တော်တို့ကားဒီချက်ချင်းရက်သွားတာဖြစ်ပါတယ်အကယ်၍များတီးပဲတီးတယ်မီနီပြလို့ရှင်တော့မမောင်းရတော့ဘူးဆိုတာတီးပဲတီးပြီးမှ break ကိုချက်ချင်းခြေထောက်နဲ့မနှင်းလိုက်ဘူးဆိုတော့မီနီကိုဖြတ်သွားပြီးမှကျွန်တော်တို့ဘာကြုံရမလဲအန်ရယ်တွေကြုံရမယ်ကားတိုက်ချင်းတွေကြုံရမယ်တကယ်လို့ကန်ကောင်းသွားလို့မကြုံရဘူးဆိုရင်လဲတိကက်တွေရမှာဖြစ်ပါတယ် တံပေးခြင်းတံခတ်ခြင်းတွေကိုကျွန်တော်တို့ခံရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီမီနီပြခြင်းကိုကျွန်တော်တို့တီးလိုက်ပြီဆိုတော့ချက်ချင်းအဲ့ဒီ break ကညံပင်ရာတွေကိုပေးလိုက်တာဖြစ်တယ်ခြေတော့ကချက်ချင်း break ကိုနင်းလိုက်တဲ့အချိန်မှာမီနီကိုသူကရက်တန့်စီပြီးအဲ့ဒီညံကချက်ချင်း break ကိုနင်းလိုက်ချင်းနင်းပေးလိုက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ညံပင်ရာဟာ break ဖြစ်ပါတယ် အတိတရားဟာမိနီပြနေတဲ့အရာကိုတိနေတာဖြစ်ပြီးမှဘရိတ်ကချက်ချင်းနင်းလိုက်တဲ့အချိန်မှာအဲ့ဒါကဉာဏ်ပညာလို့ခေါ်ပါတယ်။ဒါကြောင့်ခုနနှုတ်ကပတ်တော်ရဲ့အထဲမှာကျွန်တော်ဖတ်ကြားတဲ့အတိုင်းပဲစိမံသောပညာရဲ့မူလအမြစ်ဆိုတာဘုရားတခင်ဟာကျွန်တော်တို့ကိုပေးကမ်းတော်သူဖြစ်တယ်လက်မသွန့်သောဘုရားဖြစ်ပါတယ် ။ဘာတွေပေးတယ်လဲဆိုတော့ဉာဏ်ပညာတွေပေးတယ်။အသိပညာတွေပေးတယ်။နားလေတတ်ခြင်းတွေကိုပေးတာဖြစ်ပါတယ်။အဆိုမိတ်ဆွေအဲ့ဒီဉာဏ်ဉာဏ်ပညာကိုဘယ်လိုရနိုင်မလဲ။ဖះစီကဉာဏ်ပညာကိုဘယ်လိုရနိုင်မလဲ။ရှင်ရကုတ်အခန်းကြီး7အငယ်9ထဲမှာ သင်တို့တွင်သဆုံးတယောက်သောသူသည်ပညာကိုလိုလင်ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲခတ်သိမ်းသောသူတို့အားစေတနာစိတ်နဲ့ပေးသနာတော်မူသောဖရာတခင်ကိုတောင်းစေတောင်းလင်ရကြလိမ့်မည်ဘုရားတခင်ထံမှာတောင်းခိုင်းတာဖြစ်တယ်။ဘာကိုတောင်းခိုင်းတယ်လဲဆိုရင်တော့ ဉာဏ်ပညာကိုတောင်းတာဖြစ်တယ်။တစုံတယောက်ကတောသူဟာတဲ့ပညာကိုလိုလင်ပညာကိုရချင်တယ်ဆိုရင်တော့အဲ့ဒီဉာဏ်ပညာကိုလိုချင်တယ်ဆိုရင်တော့ကဲရဲ့ပြည့်တင်ခြင်းမပြုတ်ပဲနဲ့သာရဖျားစီမှာစေတနာစိတ်နဲ့ပေးတနာတော်မူသောလူတိုင်းအားလုံးကိုဘယ်အရာအားလုံးမဆို ခသိန်းသောသူတို့အားအယားယားအလုံးအတွက်လူတွေအလုံးအတွက်တောင်းလျှောက်တဲ့သူတိုင်းကိုပင်ရာလိုတဲ့သူတွေကိုပင်ရာကိုပေးတယ်။တောင်းလင်ရကြလိမ့်မည်။ဘယ်လိုတောင်းမလဲ။တောင်းလျှောက်တဲ့အချိန်မှာဖျားတခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ဆာငတ်သောနှလုံးသားနဲ့ပင်ရာညံပင်ရာကိုတောင်းမှဖြစ်ပါတယ်။ အဲ့ဒီဉာဏ်ပညာကိုရလို့ရှင်ရင်တော့လူတွေအတွက်ဘလို့အကျိုးပြုမလဲကိုဘဝကိုရဲ့ life အတွက်ဘလို့အကျိုးပြုမလဲဖခင်အတွက်ဘလို့အကျိုးတက်ရောက်မှုရှိမလဲဆိုတဲ့အရာတွေနဲ့နှလုံးသားဆံငတ်သောနှလုံးသားအပြည့်နဲ့ဖခင်စီမှာအဲ့ဒီဉာဏ်ပညာတွေကိုတောင်းရမှာဖြစ်ပါတယ်အဲ့ဒီဉာဏ်ပညာတွေကိုရဲ့ကောင်းစားရေးအတွက်ကိုရဲ့မိသားစု ကောင်းစားရေးအတွက် ိုးရဲ့ဆွေမျိုးသားချင်းကောင်းစားရည်အတွက်တောင်းလျှောက်ခြင်းမဟုတ်ပဲဖခင်ရဲ့ဘုန်းတော်ကိုဘလို့ထင်ရှားနိုင်မလဲဆိုတဲ့အရာနဲ့ကျွန်တော်တို့ရဲ့နှလုံးသားနဲ့အဲ့ဒီညံပင်ရအောင်ရမှာဖြစ်ပါလေ။ဘုရားတခင်ကိုစိတ်နှလုံးအပြည့်နဲ့တောင်းလျှောက်ခိုင်းတာဖြစ်တယ်။ကျွန်တော်တို့ရဲ့နှလုံးသားအပြည့်နဲ့တောင်းလျှောက်ခိုင်းတာဖြစ်တယ်။အဲကြောင့်သမချမ်းစာက ဘာပြောတာလဲယုံကြည်သူများအားဉာဏ်ပညာကိုတောင်းရန်နှုတ်ကပတ်တော်ထဲမှာပြောထားတာဖြစ်ပါတယ်အဲဒီလိုတောင်းလျှောက်လိုက်တဲ့အချိန်မှာဘုရားတခင်ကအဲဒီဉာဏ်ပညာတွေရေတွေကိုရဲ့ရဲ့ရော်ရော်ပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်နှုတ်ကပတ်တော်ထဲမှာစိတ်နှလုံးအပြည့်နဲ့တောင်းလျှောက်ထားတဲ့သူတွေအများကြီး ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဒီထဲမှာရှောလမုန်မင်းကြီးရဲ့တောင်းလျှောက်တဲ့ဖျားထံမှာတောင်းလျှောက်တဲ့အရာကိုအနည်းငယ်ခွန်အားပေးချင်ပါတယ်။ရှောလမုန်မင်းကြီးရဲ့ဖခင်ဒါဝိမင်းကြီးကယေရုရှလင်ဗိမာန်တော်ကြီးကိုပြီးစီအောင်မဆောက်နိုင်ခဲ့ဘူး။ တားရှောလမွန်မင်းတက်လာတဲ့အချိန်မှာအဲ့ဒီယေရုရှလင်မြို့ကြီးကိုရှောလမွန်မြို့ကြီးကနှလုံးသားအပြည့်နဲ့သူ့ရဲ့တောင်းလျှောက်တဲ့ပုံစံကဖယားတခင်ကလုံနိုင်နဲ့တတ်နိုင်နဲ့ဆိုတာရှောလမွန်မြင့်ကြီးကသိတဲ့အချိန်မှာ तू တောင်းလျှောက်ထားတဲ့အရာကိုရမယ် ဒီဗိမာန်တော်ကြီးကိုသူဆက်လက်ဆောက်ခြင်းတဲ့အချိန်မှာမိတ်ဆွေတင်တဲ့ကျွန်ုပ်ဒီတခုခုပြုလုပ်တော့မယ်အဆောက်ဦးတွေပြုလုပ်တော့မယ်ဖခင်เจ้าတွေဆောက်တော့မယ်အရာတခုခုကိုလုပ်တော့မယ်ဆိုရင်တော့ကျွန်တော်တို့အတွက်ဒီအလိုအဆုံသောအရာတွေပတ်စံဖြစ်ပါတယ်ငွေမရှိလို့ရှင်တော့အဲ့ဒီဗိမာန်တော်ကြီးကဆောက်လို့မရဘူးဆိုတော့ကျွန်တော်တို့ကတိထားတာဖြစ်တယ်ကျွန်တော်တို့လူသားတွေကဒါပေမဲ့ရှောလမုန်မင်းကြီးတိထားတဲ့အရာက ဗိမာန်တော်ကြီးဖြစ်နိုင်ဖို့ရန်အတွက်သူရှိကဘယင်မင်းတွေမပြုတ်လုံနိုင်ခဲ့မဆောက်လုံနိုင်ခဲ့တဲ့ဒီဗိမာန်တော်ကြီးကိုယေရုရှလင်ဗိမာန်တော်ကြီးကိုဆောက်လုံနိုင်ဖို့ရန်အတွက်ဘာလို့တလဲဆိုတာသူတည်ထားတာဖြစ်တယ်ပင်ရလိုတယ်အဲ့ဒီပင်ယာကိုရရှိလိုက်တဲ့ဆိုရင်သူရရှိထားတဲ့ဉာဏ်ပင်ယာ နဲ့တန်လင်အဲ့ဒီဗိမာန်တော်ကိုဆောက်လုပ်နိုင်မယ်ဆိုတာ तू သိထားတယ်အဲ့ဒီညံပင်ယာရီထဲမှာကြွေဝချင်းတွေရှိတယ်ပြေးစုံချင်းတွေရှိတယ်စီးစိမ်ဥစ္စာတွေငွေကြီးကြီးတွေအပြည့်ရှိတယ်ဆိုတာ तू ကောင်းကောင်းသဘောပေါက်နားလည်ထားတဲ့အတွက်ကြောင့်ဘုရားတခင်ကိုတောင်းလျှောက်လိုက်တဲ့အချိန်မှာသူ့ရဲ့တောင်းလျှောက်ခြင်းပထမတောင်းလျှောက်ခြင်းဒီ ညံပညာကိုတောင်းလျှောက်တာဖြစ်ပါတယ်ညံပညာကိုတောင်းလျှောက်တဲ့ချိန်မှာဘုရားတခင်ကရှောလမုန်မင်းကြီးရဲ့နှလုံးသားကိုတွေးမြင်တဲ့အတွက်ကြောင့်သူ့ကိုညံပညာရည်တွေပေးပါတယ်အဲ့ဒီဉာဏ်ပညာကြီးတွေကို ရှောလမုန်မင်းကြီးက ရရှိလိုက်တဲ့အချိန်မှာအလိုလိုအဲ့ဒီဉာဏ်ပညာထဲမှာစီ ိန်တွေပါလာတယ်။သူဖြစ်ချင်တဲ့သူ့ရဲ့ရည်ရွယ်ချက်တစင်ပြီးတစင်လောက်ရမယ့်အရာအားလုံးဟာအဲ့ဒီဖျားတခင်တံပါးမှာရောက်ရှိလာသောညံပညာရည်တွေထဲမှာအကုန်လုံးပါဝင်တယ်။အကုန်လုံးပါရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီချိန်မှာရှလမုန်မင်းကြီးကယေရုရှလင်ဗိမာန်တော်ကြီးကိုခုနှစ်နှစ်နဲ့ပြီးအောင် ြီးကျေခန္ဓာတော်ပိမ့်မှန်တော်ကြီးကိုဒီဆောက်လို့ရနိုင်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ရှောလမုန်မင်းကြီးကညံပညာတွေကိုရလိုက်တဲ့အချိန်မှာအဲ့ဒီညံဖျားပေးထားတဲ့နှုတ်ကပတ်တော်ကနေလာတဲ့ညံတွေကိုတုံးပြူလိုက်တဲ့အချိန်မှာဤတီလာ လူမျိုးတွေတခါမှမကြုံဘူးတဲ့နှစ်ပေါင်း40အတွင်းမှာလုံးဝစစ်မဖြစ်ခဲ့ဘူးငိန်ချမ်းစွာနှစ်ပေါင်း40အတွင်းမှာငိန်ချမ်းစွာ နေရတယ်အဲ့ဒါကရှောလမုန်မင်းကြီးရဲ့ဦးဆောင်နိုင်စွင့်ချင်း အစွန်းတကိုးတွေရှိတဲ့အတွက်ကြောင့်ညံပင်ရာတွေကိုအသုံးပြုနိုင်တဲ့အချိန်မှာရန်သူတွေကလုံးဝမချင်းကပ်နိုင်တာဖြစ်ပါတယ်အဲ့ဒီညံတွေကိုအသုံးပြုတဲ့ချိန်သူ့ရဲ့နိုင်ငံမှာတိုင်းသူပြည်သားတွေဟာအလုံးမလုံးပဲသူတို့စီမာစားစရာတွေကြွေဝချမ်းသာခြင်းတွေမြောက်များစွာသူတို့ ကြုံရတယ်သူတို့ရရှိခြင်းခံစားရတယ်။တိုင်းသူပြည်သားတွေရဲ့ငြိမ်းချမ်းသောတည်ငြိမ်သောအသက်တာတွေကို ရရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။အဲဒီနိုင်ငံမှာကြွေဝချင်းလေယာစပါးတွေများစွာဖြစ်ထွန်းပြီးရွှေငွေရတနာတွေများစွာပြည်ဝစွာရရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။မဖြစ်လို့လဲဆိုတော့ ဲ့ဒီနိုင်ငံအဲ့ဒီတိုင်းပြည်ကိုဥဆောင်သွားတဲ့ရှင်ဘရင်ကြီးဖြစ်တဲ့ရှောလမုန်မင်းကြီးရဲ့ဖျားထံမှာရရှိလိုက်တော့ဉာဏ်ပညာကိုအသုံးပြုလိုက်တဲ့အချိန်မှာတိုင်းသူပြည်သားတွေအားလုံးကအကျိုးခံစားခွင့်ကိုရရှိတာဖြစ်ပါတယ်။ဒါကြောင့် အရာမှနှုတ်ကပတ်တော်မှလာသောဉာဏ်ပင်ရာသည်ဉာဏ်ပင်ရာဟာစင်ကြဲသောဉာဏ်ပင်ရာဖြစ်ပြီးမှ ကောင်းမွန်သောအတ္တတာကိုဥတည်ပေးသောဉာဏ်ပင်ရာဖြစ်တယ်။မြေကြီးလောကအရာမှလာသောဉာဏ်ပင်ရာသည်ကာမကုံ ကာမကုံနဲ့လိုက်စားခြင်းများမစင်ကြယ်သောညံများ ဖြစ်ပြီးမှနောက်ဆုံးမှကိုယ့်ရဲ့စိတ်တွေရှုပ်ထွေးမှုကို ပေးလာပြီးဖရာသခင်ထံမှခဲ့ထွက်သွားခြင်းကိုဥတီစေသောညံပညာတွေကို ဖြစ်စေတယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေဒီကနေ့ခွန်အားပေးခြင်းတဲ့အရာကတော့ကျွန်တော်တို့လောကမှာ ခဏသာအသက်ရှင်သွားလာလှုပ်ရှားတဲ့အချိန်မှာကျွန်တော်တို့ဒီကြီးပွားချမ်းသာခြင်းဒီဉာဏ်ရည်များကောင်းကောင်းရခြင်းနဲ့ကောင်းကောင်းစားတော့ခြင်းနဲ့ဘုရားတခင်တန်ပါမှာအဲ့ဒီအရာတွေကိုတောင်းလျှောက်တဲ့အချိန်မှာ ကိုလှုပ်ချင်သောဖြစ်ချင်သောအရာများကိုမတောင်းလျှောက်ဘဲနဲ့မချင်းကပ်ဘဲနဲ့မစည်းကပ်ဘဲနဲ့ဖျားတခင်ထံပါမှဉာဏ်ပညာများကိုရှောလမုန်မြင့်ကြီးကဲ့သို့တောင်းလျှောက်မယ်ဆိုရင်အဲ့ဒီဉာဏ်ပညာရီထီရီထဲမှာနှုတ်ကပတ်တော်မှလာသောဉာဏ်တွေထဲမှာပညာတွေထဲမှာအရာအလုံးအရာခတ်သိမ်းဟာ ြည့်စုံတယ်ဆိုတာကျွန်တော်ဒီကနေ့အနည်းငယ်ခွန်အားပေးချင်ပါတယ်။ဒါကြောင့်အသက်ပညာဆိုတဲ့အရာကကျွန်တော်တို့เจ้าမှာလေ့ကျင့်သင်ကြားတည်တတ်ခြင်းဖြစ်ပါတယ်။အသိပညာဆိုတဲ့အရာကကျွန်တော်တို့သင်ထားသောတမ်းမြောက်ထားသော အရာများကို လက်တွေ့အတုံးချခြင်းလက်တွေ့အတုံးချခြင်းဆိုတဲ့အတိတ်ပဲကို ကျွန်တော်တို့ရရှိတာဖြစ်ပါတယ်။ဒါကြောင့်တိမိုသေပထမစာဆောင်ထဲမှာလူတိုင်းဟာကဲတင်ခြင်းရရှိပြီးတမာတရားနဲ့အသက်ရှင်ဖို့အဲ့ဒီကဲတင်ခြင်းရရှိတဲ့အချိန်မှာ သူ့ကိုကဲတင်ထားတဲ့လူကဘယ်သူလဲဆိုတာ ကဲတင်ထားတဲ့လူရဲ့တကောဘုံအစွန်းများကိုတက်သေးချက်ချင်းလက်တွေ့ပြနိုင်သောသူတာလင်ဖရာရဲ့တက်သေးအဖြစ်ယက်တီသောသူတာလင်ဖရာရဲ့စိတ်တော်နဲ့ထိတွေ့ပြီးထိုးသူမျိုးကိုသာဉာဏ်ပညာရှိသောသူ ဆိုပြီးမှကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ဆိုတဲ့အရာလေးနဲ့ကျွန်တော်ဒီကနေ့ခွန်အားပေးရင်ဂျာနာတော်သူအားလုံးအပေါ်မှာ ဖျားရှင်အတိတ်တဖန်ကောင်းချီးပေးပါစေအာမင်အာမင်အာမင်